မင်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့စတိမာလာ26ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အင်ချူမေပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒေတာရင်းလက်နက်ကိုင်းအဖွဲ့ကပြည်သူ၂ဦးကိုတနက်နေ့အချိန်ကရိုက်နှက်ပြီးမှအမှုကျေးဖို့တောင်းဆိုတဲ့သတင်းမိုးတဲထန်စာရွာသွန်းတာကြောင့်မကွေးတိုင်းနဲ့ပဲခူးတိုင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့သတင်းမီးပွိုင်းအနီးဖြတ်မောင်းတဲ့ကားဟာ ရင်ထင်းရဲကိုပါချိတ်ဆွဲသွားတဲ့တဲ့င်းရေလောင်တမန်ရေပိုလွဲဖောက်ချတာနဲ့မိုးရွာသွန်းမှုကြောင့်မြစ်သာဆဲအောက်ဖက်မှာ ရေကြီးရေရှမ်းမှုဖြစ်ပွားတဲ့တဲ့င်းတောင်ပြိုကျမှုကြောင့်ကလေးငယ်တအူးအပါဝင်ဒေသခံပြည်သူ၁၀ဦးနှိမ့်မြုပ်သေးဆုံးတဲ့တဲ့င်းငမိုးရိတ်တမန်နဲ့မဟူရာရေလောင်တမန်ရေပြေးဖို့ပေးဝက်ခံတာလိုတော့တဲ့တဲ့င်း ရုရှားစီကနေရေနံဝယ်ယူမှုကိုရပ်တန့်မှုတူရကီသမ္မတအာဒိုဂန်ကိုထရန်တောင်းဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒေတာရင်းလက်နက်ကင်ဖွဲ့ကပြည်သူနှအူးကိုတနက်နေ့ချိန်ကရိုက်နှက်ပြီးမှအမှုကြေးဖို့တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းရွှေဘုံမြို့နယ်စိတ်ခွန်ကြီးရွာအုပ်စုဖွာစောကုန်းကြီးရွာမှာဒေတာရင်းလက်နက်ကင်အဖွဲ့တစ်ခုကစတေမာလ24ရက်ည9:00နာရီခွဲကအချိန်မှာ ညအချိန်ကပြန်လာတဲ့အလုသမားတအူးနဲ့လိုက်ပို့တဲ့အလုရှင်တအူးတို့ကို အလွန်မိုးချုပ်တယ်လို့ပြောဆိုကတနက်နေ့ချိန်ပြီးရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အရိုက်ခံရတဲ့အလုသမားဟာဖွာစောကုန်းရွာသားဖြစ်တယ်လို့သိရပြီးစိတ်ခွန်ရွာကချီဆိုးဆေးလုပ်ငန်းမှာအလုလောက်ကိုင်နေသူဖြစ်တယ်လို့သိရပါဗျ။ဖွာစောကုန်းရွာသားပါစိတ်ခွန်ရွာကချီဆိုးဆေးလုပ်ငန်းမှာအလုလောက်တာမိုးချုပ်လို့အလုရှင်ကိုယ်တိုင်ဖွာစောကုန်းကိုလိုက်ပို့တာစိတ်ခွန်ရွာနန့်သာရွာ ဖွားစောကုန်းရွာတို့ကရွာချင်းဆက်ရွာတွေပါစိတ်ခွန်ရွာကနေသွားမယ်ဆိုရင်နှံ့တာရွာကိုဖြတ်ပြီးမှဖွားစောကုန်းရွာကိုရောက်တာနှံ့တာရွာဂိတ်ကဖွင့်တယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်စိတ်ခွန်ရွာဟာည၈နာရီမှ မနက်၆နာရီအထိဘသူမှအပြင်ထွက်ခွင့်မရှိပဲအပြင်ကလူလဲရွာထဲကိုဝင်ခွင့်မပေးဘူးလို့သိရကဝင်ခွင့်ထွက်ခွင့်မပေးလို့မကြာခဏပြဿနာဖြစ်ပွားတယ်လို့ကြည်ရပါတယ်ညအပြန်နောက်ကြရဲဆိုပြီးဖွားစောကုန်းရွာထိပ်ဂိတ်ကဖွင့်မပေးဘူး ဂိတ်ဖွင့်ပေးဖို့ပြောရင်စကားများတာဂိတ်ခေါင်းဆောင်ဘာခတ်ဆိုသူရဲ့တပည့်ကဆိုင်ငယ်နဲ့လိုက်ဖို့တဲ့အလုပ်ရှင်ကိုတနတ်နဲ့ချိန်ပြီးဆိုင်ငယ်နောက်ပါလာတဲ့အလုပ်သမားကိုဆွဲချပြီးလက်သီးနဲ့ထိုးတာလဲကျသွားတဲ့အချိန်မှာဖနှက်နဲ့ရင်ဘတ်ပေါ်တက်နေတာအဲ့ဒါကိုအလုပ်ရှင်ကရွာသားအချင်းချင်းအလောက်ထိမလုပ်ကြဖို့တောင်းပန်တာဂျားတဲကဝင်ပြောရမလားဆိုပြီးအလုပ်ရှင်ဆိုသူကိုဘာခတ်ကလက်သီးနဲ့ထိုးတာအလုပ်ရှင်ဆိုသူကစိတ်ခွန်ရွာဘက်ကိုထွက်ပြေးလို့လွတ်သွားတယ် ဖားစောကုန်းရွာသားအလုတ်သမားကိုတော့သူ့မိသားစုကတွားရောက်ခေါ်ယူပြီးဆေးကန်းပို့ဆေးကုနေရတယ်လို့ဖြစ်စဉ်ကိုအသေးစိတ်သိသူတဦးကမြို့တော်ကိုပြောပါရတယ်။အဲဒီလိုဖြစ်ပွားပြီးနောက်ရက်စက်တင်ဘာလ25ရက်နေ့မနက်ပိုင်း9:00နာရီအချိန်ကမှတော့စိတ်ခွန်ကြေးရွာအုပ်စုပြည်သူ့အုပ်ချုပ်ရေးပါဖအဖွဲ့ကောင်းဆောင်ဆိုသူကအရိုက်ခံရတဲ့လူငယ်ရဲ့နေအိမ်ကိုရောက်လာပြီးအမှုကိုကျေအေးပေးဖို့နဲ့မြို့နယ်ကိုလည်းမတိုင်ကြားဖို့ချင်းချောက်ပြောဆိုသွားတယ်လို့လည်းဒေတာရင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ အဆိုပါဖွားစောကုန်းကြီးရွာဟာစိတ်ခွန်အုပ်စုနတ်တာကြီးရွာရက်ွက်စင်းမှာပါဝင်တော့လဲစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာသူတို့ရွာသူတို့ဥပဒေနဲ့တီးခြားရက်တီနေတဲ့ရွာဖြစ်တယ်လို့သိရပြီးရွာအဝင်နဲ့အထွက်ကင်းဂိတ်ငဂိတ်ထားရှိတယ်လို့သိရပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ကလည်းအဆိုပါဒေသတွင်းလက်နက်ကိုင်အဖွဲ့ကတအိမ်တရာကင်းဆောင်ခိုင်းရမှာ မဆောင်နိုင်ဘူးပြောလို့ပြောတဲ့သူရဲ့ဇနီးကိုရိုက်နှက်တာမျိုးလည်းပြုလုပ်ခဲ့ဘူးတယ်လို့ဒေတာရင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့မိုးသည်ထစွာရွာသွန်းတာကြောင့်မကွေးတိုင်းနဲ့ပဲခူးတိုင်းမှာရေကြီးရေလျှံမှုဖြစ်ပေါ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းနဲ့ပဲခူးတိုင်းမှာမိုးသည်ထစွာရွာသွန်းတာကြောင့်ကားလမ်းတွေနဲ့နေအိမ်တွေရေကြီးရေလျှံမှုတွေနဲ့ကြုံခဲ့ရပြီးတရားအချို့ပြိုကျမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ စတင်မာလာ25ရက်နေ့ကမကွေးတိုင်းမင်းဘူးမြို့နယ်မင်းဘူးစကူကားလမ်းပေါ်မှာမိုးတဲထန်စွာရွာသွန်းလာကြောင်းရေကြီးရေရှမ်းဖြစ်ခဲ့ပြီးရွှေဆက်တော်ဖျားဝင်းနယ်လည်းရေပြစ်ရှမ်းခဲ့တယ်လို့သိရပါတယ်။မုံချောင်းရေရှမ်းတာပါ ရေကတအားများတော့ကားလမ်းတွေအိမ်တွေထဲထိပါရေကဝင်တာရွှေဆက်တော်အောက်ဆက်တော်ရတဲ့လည်းရေကအပြည့်ဝင်တာကဲဆယ်ရွေတော့လာကြတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ဒါအပြင်ပဲခူးတိုင်းတောင်ငူမြို့နယ်မှာလည်း စတောင်းမြေကြီးမြင့်တက်လာတာကြောင့်တောင်ငူမြို့ပေါ်နဲ့ကြေးရွာတွေထဲရေဝင်ရောက်ပြီးဒေသခံတွေရေပေးလို့ရရှောင်နေကြရတယ်လို့သိရပါဗျ။မနေ့ကညနေကရေတက်လာတာရက်ကွက်9နဲ့ရက်ကွက်10ရေဝင်ပြီးစတောင်းမြေဘေးကအဖမ်းမင်အနောက်စင်ညစ်ကြီးပေါက်အလဲကျွန်းရွှေချိုင်းရွာတွေရေဝင်တယ်တချို့ရွာတွေမှာပစ္စည်းတွေကူးရွှေ့နေရတာတွေရှိတယ်လို့ကယ်ဆယ်ရေးအဖွဲ့ဝင်တအူးကမြို့တော်ကိုပြောပါရယ်မိုးလေဝသနဲ့ဇလဗေဒရဲ့ စက်တင်ဘာလ25ရက်နေ့ညနေ4နာရီထုတ်ပြန်ကြအရာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုမှာမုတ်တုံလီအားကောင်းနေပြီးလေရုမငိမ့်မသက်ဖြစ်နေတာကြောင့်မြန်မာပြည်အနှံ့အပြားမိုးကြီးရေရှမ်းတာမိုးကြိုးပစ်တာတွေနဲ့လေပြင်းတိုက်ခိုက်တာတွေနေရာဒေသအလိုက်တုံရနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့မီးပွိုင်အနီဖြတ်မောင်းတဲ့ကားဟာရင်ထင်းရဲကိုပါချိတ်ဆွဲသွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မြို့ပါရမီလမ်းမပေါ်မှာ စတေမာလာ25ရက်နေ့ညနေ6:25မိနစ်ခန့်ကရင်ထင်းရဲတအူးဟာမီးပွိုင်အနီကိုဖြတ်မောင်းတဲ့ကားတစ်စီးကို တားလိုက်ရကကားနောက်ချိတ်ပါသွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။လူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ဗီဒီယိုရုပ်သံဖိုင်အရာမီးပွိုင်အနီကိုဖြတ်မောင်းလာတဲ့ Suzuki အမျိုးအစားကားဟာရင်ထင်းရဲတားစဉ်ရက်တံမပေးဘဲဒဇိုတိုးမောင်းနေကြတာကြောင့်ရင်ကိုတားနေတဲ့ရင်ထင်းရဲပါကားနောက်ပါသွားခဲ့ရတယ်လို့သိရပါတယ်။ ရန်ကုန်မှာကရင်ထင်းရဲဆိုကားသမားတွေကြောက်နေကြတာရှိတယ်။ပြိုင်ကားတွေအရာရှိကားတွေကိုရင်ထင်းကမဖမ်းရဘူး။တာမန်ကားဆိုအရန်ဖမ်းတယ်။အခုဖြစ်စင်မှာကားသမားကမားတာလို့ထင်ပါတယ်လို့ရန်ကုန်မြို့ခံတအူးကမြို့တော်ကိုပြောပါတယ်။အဆိုပါမောင်းနှင်သွားတဲ့ Suzuki ရင်ကို အခြားကားတွေကရှေ့ကပိတ်ကာတာစီပြီးဝိုင်းဖမ်းခဲ့ကြရတယ်လို့သိရပါတယ်။လက်တလောမှာကားမောင်းသူကိုရဲတပ်ဖွဲ့ကဖမ်းဆီးထားတယ်လို့သိရှိရပြီးရင်ထင်းရဲရဲထိခိုက်မှု အခြေအနေကိုတော့မသိရသေးပါဘူးရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရေလောင်တမန် ရေပိုလဲဖောက်ချမှုနဲ့မိုးရွာသွန်းမှုကြောင့်မြစ်တာဆဲအောက်ဖက်မှာရေကြီးရေရှမ်းမှုဖြစ်ပေါ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းဂံကောမြို့နယ်တောင်ပိုင်းမှာရှိတဲ့မြစ်တာဆဲရေလောင်တာတမန်ဟာစိုးရင်ရေမတ်ကိုမရောက်ရှိသေးပေမဲ့ရေပိုလဲကနေရေတွေဖောက်ချနေတာနဲ့မိုးရွာသွန်းမှုအပြင်အခြားချောင်းလက်တက်တွေကစီးဝင်လာတဲ့ရေတွေကြောင့်မြစ်တာဆဲအောက်ဖက်ကမြစ်တာမြစ်ရေဟာကမ်းပြေပြီးရှမ်းတက်နေတယ်လို့ဒေတာရင်းသတင်းမြစ်တွေထံကသိရပါဗျာ။ ရေရှမ်းတက်မှုကြောင့်မြေကမ်းဘေးရှိတောင်သူတွေရဲ့ယာကင်းလယ်ကွင်းတွေရင်းနှီးမြှုပ်မှုတွေရှိနေတယ်လို့သိရပါဗျ။မုံတိုင်းအချိန်အဖျားခတ်တာထင်တယ်။ကျွန်တော်တို့ရောဘတ်မှာတော့ရေကြီးရေရှမ်းတာတွေဖြစ်တယ်။တစ်ပင်တွေလည်းလဲတယ်။တံတားတွေလည်းပြိုတယ်လို့ရောဒေသဘက်မှာနေထိုင်တဲ့ဒေသခံတအုပ်ကမြို့တော်ကိုပြောပါဗျ။မိုးတဲထန်စွာရွာသွန်းနေမှုကြောင့်ရောနယ်အတွင်းကနေရာအချို့မှာရေကြီးရေရှမ်းဖြစ်ခြင်း၊မြေပြိုကျခြင်း၊တစ်ပင်ကြီးများလဲခြင်းနဲ့ လန်ဒရာတွေပြိုကျပျက်စီးခြင်းလည်းဖြစ်ပေါ်နေတယ်လို့ဒေတာရင်းမီဒီယာတွေကဖော်ပြနေကြပါဗျ။မုံတိုင်းအချိန်ကြောင့်မိုးဟာဆက်လက်ရွာသွန်းနိုင်သေးပြီးမြေကမ်းပေချောင်းကမ်းပေရှိကျေးရွာနေပြည်သူတွေအနေနဲ့လည်းရေကြီးမှုအန္တရာယ်ကိုကြိုတင်သတိပြုနေထိုင်သင့်တယ်လို့ဆိုပါရယ်။ဖိလစ်ပိုင်နိုင်ငံပင်လယ်ပြင်မှာအခြေပြုရွေလျားတိုက်ခတ်နေတဲ့စူပါတိုင်ဖုန်းမုံတိုင်းအချိန်ကြောင့်ရောနယ်အပါအဝင်မြန်မာနိုင်ငံနေရာအနှံ့အပြားမှာမိုးသည်ထန်စွာရွာသွန်းလျက်ရှိနေပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တောင်ပြိုကျမှုကြောင့်ကလေးငယ်တအုပ်အပါဝင်ဒေသခံပြည်သူ၁၀ဦးနှစ်မြုပ်သေးဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်မှာစတင်မာလာ24ရက်နေ့ကတောင်ပြိုကျမှုဖြစ်ပွားခဲ့တာကြောင့်စပေးရှောင်းကလေးငယ်တအုပ်အပါဝင်ဒေသခံပြည်သူ၁၀ဦးနှစ်မြုပ်ကသေဆုံးခဲ့တယ်လို့ DSNDA ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ထားပါရယ်။ရွာငံမြို့နယ်ကြောက်တော့ရွာဘက်မှာ အာနာဒိန်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးပစ်ခတ်တာတွေနဲ့စစ်ကြောင်းထိုးတာတွေကြောင့်ပြည်သူတွေဟာစစ်ဘေးရှောင်ခိုအောင်နေကြရပြီးတောင်ပြိုကျမှုကြောင့်စစ်ဘေးရှောင်စခန်းတစ်ခုပါသွားခဲ့ရတယ်လို့သိရပါတယ်။အဆိုပါတောင်ပြိုကျမှုကြောင့်စစ်ဘေးရှောင်စခန်းတစ်ခုပြိုကျရာပါသွားခဲ့ပြီးစုစုပေါင်း10ဦးနှစ်မြုပ်သေးဆုံးခဲ့ရာအမျိုးသားအသက်60နှစ်55နှစ်22နှစ်10နှစ်9နှစ်အရွယ်တို့ဖြစ်ပြီးအမျိုးသမီးအသက်65နှစ် 48နှစ်36နှစ်24နှစ်တနှစ်ခွဲအရွယ်တို့တေဆုံးခဲ့ရာတေဆုံးသူ10ဦးထဲမှာအသက်22နှစ်အမျိုးသား2ဦးရဲ့အလောင်းတစ်ခုကိုသာရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါရယ်။ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်ဟာစတေမာလာအစကတည်းကစစ်တပ်ကအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်လာပြီးမင်းမလောင်ကျေးရွာမှာစစ်ပေးဆောင်ပြည်သူတွေနေထိုင်တဲ့တော်ရဲရှိတဲတွေကိုလက်နက်ကြီးငယ်တွေနဲ့ပစ်ခတ်တာကြောင့်မင်းမလောင်နေပြည်သူတွေဟာထပ်မံထွက်ပြေးခဲ့ရတယ်လို့သိရပါရယ်။ ပြီးခဲ့တဲ့ဩဂုတ်လ18ရက်နေ့ကလည်းရွာငံမြို့နယ်ညောင်မေသာကြီးရွာနယ်ကြောက်တော့ကြီးရွာတို့ကိုလည်းစစ်တမဂျက်ဖိုက်တာတစ်စင်းရဟရင်နှစ်စင်းနဲ့ဘုံသုံးလုံးကျဲချခဲ့ပြီးဩဂုတ်လ19ရက်မှစက၄ရက်စတိုင်ဟောင်ဝဲစာအလုံး40ကျော်ပြစ်ပြီးနောက်ရက်မှလည်းရဟရင်နှစ်စင်းနဲ့ဘုံသုံးလုံးထပ်မံကျဲချခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနည်းနဲ့ငမိုးရိတ်တမန်နဲ့မဟူယာရေလောင်တမန်ရေပြည့်ဖို့ပေဝက်ခန့်တာလိုရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းထဲကငမိုးရိတ်ရေလောင်တမန်နဲ့မဟူယာရေလောင်တမန်တို့ရေပြည့်ဖို့ပေဝက်ခန့်တာလိုရတယ်လို့ဆယ်မြောင်းဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားပါတယ်။စက်တင်ဘာလ25ရက်နေ့မနက်မှာတမန်တွေရေပြည့်ဖို့ပေဝက်ခန့်တာလိုရတယ်လို့သိရပြီးစက်တင်ဘာလ24ရက်နေ့ကတမန်ပြည့်ဖို့3.3လက်မကျော်သာလိုရာကနေစက်တင်ဘာလ25ရက်နေ့မှာ မိုးသည်ထန်စွာရွာသွန်းတာကြောင့်ထမှန်မြင့်တက်လာတာလို့သိရပါတယ်။အခုရက်ကမုန်တိုင်းအချိန်နဲ့မိုးကမပြတ်ဘူး။ရေအဝင်ကအရမ်းများတယ်။တမန်ပြေးဖို့တိတ်မလို့တော့ဘူး။ဒီနေ့မိုးရွာတာများရင်တမန်ရှန်နိုင်တယ်။ခုထိမိုးကတော့တိတ်မပြတ်သေးဘူးလို့လဲကူးမျိုးကဒေသခံတဦးကမြို့တော်ကိုပြောပါရယ်။အလားတူလဲကူးမျိုးနယ်တဲကမဟူရရေလောင်တမန်ဟာလေရေပြည့်မှန်ရောက်ဖို့တပေကြော်တာလိုတော့တယ်လို့သိရပြီးပေါင်းလောင်းရေလောင်တမန်ကတော့ ရေပြည့်မဲ့ရောက်ဖို့ဆယ်ပေကြော်တာလိုတော့တယ်လို့သိရပါဗျ။မဟုရရေလောင်တမန်လည်းရေပြည့်တော့မယ်ပြောတယ်။စစ်အစိုးရဘက်ကဘာမှတော့ထုတ်ပြန်ထားတာမရှိပါဘူး။စိုးရင်စရာလည်းမရှိတော့ပါဘူး။မြို့နဲ့နည်းနည်းဝေးတယ်လို့လဲကူးမျိုးကဒေသခံတဦးကဆက်လက်ပြောဆိုထားပါဗျ။စတေမာလာ23ရက်နေ့ကစကမုံတိုင်းအချိန်ကြောင့်မြန်မာတနိုင်ငံလုံးမူးများခဲ့ပြီးရန်ကုန်တိုင်းအတွင်းကကလီထော်ချောင်း၊ဝါပငဲ့ချောင်း၊ဝါတရဲချောင်း၊ငမိုးရဲချောင်းတို့မှာလည်းရေတက်ခါ ခြောက်နှပင်းနားနေတဲ့သူတွေရေဘေးကယူဆိုင်နေရတယ်လို့ဒေတာရင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရုရှားစီကနေရေနံဝယ်ယူမှုရပ်တန့်မှုတူရကီသမ္မတအာဒိုဂန်ကိုထွန့်တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာတူရကီသမ္မတအာဒိုဂန်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးရုရှားစီကနေရေနံဝယ်ယူမှုရပ်တန့်မှုတောင်းဆိုခဲ့ပါတယ်။ဒီလိုတောင်းဆိုတာဟာထရန့်ကတူရကီရဲ့ပူးပေါင်းဆောင်ရွက်မှုကိုရယူတဲ့သဘောဖြစ်ပြီး ရုရှားကယူကရိန်းကိုကျူးကျော်မှုကိုရပ်တန့်မှုအတွက်ရည်ရွယ်နေပုံရပါတယ်။တူရကီနိုင်ငံဟာနေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ပေမဲ့လည်းရုရှားနဲ့ရောယူကရိန်းနဲ့ပါပထဝီအနေအထားအရနီးကပ်ပြီးနှစ်နိုင်ငံနဲ့လည်းနီးစပ်တဲ့ဆက်ဆံရေးရှိနေတာပါ။ထရန့်ဟာအင်ဘူရောမှာဂျာတာပရင်းနီကအာရိုဂန်နဲ့ထိပ်သီးဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးဆွေးနွေးပွဲအစမှာထရန့်ကကျွန်တော်တို့မှာစီးရေးနဲ့ကုံသွယ်ရေးနှစ်ခုစလုံးမှာကြီးမားတဲ့ဆက်ဆံရေးတွေရှိပါတယ်လို့ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။ ဒါအပြင်ထရန်ကအာဒိုဂန်ကိုဥတီပြီးရုရှားကယူကရိန်းကိုဆက်လက်တိုက်ခိုက်နေချိန်မှာရုရှားစီကရေနံစေးဝယ်တာရပ်တန့်စေခြင်းတယ်လို့ပြောကြားခဲ့ပါတယ်။အင်္ဂါနေ့ကလည်းကုလသမဂ္ဂအထွေထွေညီလာခံမှာမိန်ကူးပြောကြားစဉ်အတွင်းထရန်ကတရုတ်နဲ့အိန္ဒိယတို့ဟာရုရှားထံမှနေရေနံကိုဆက်လက်ဝယ်ယူနေတယ်လို့ပြောကြားခဲ့ပြီးစစ်ကိုထောက်ခံနေတယ်လို့အဲ့ဒီနိုင်ငံတွေကိုဝေဖန်ခဲ့ပါတယ်။ဒါအပြင်နေတိုးအဖွဲ့ဝင်နိုင်ငံတွေကတော့ ရုရှားစီကနေစွန့်အင်တင်သွင်းမှုကိုရှော့ချနိုင်ခြင်းမရှိကြောင်းလည်းသူကပြောကြားခဲ့ပါတယ်။ထရန်ကအာရိုခန်ဟာရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ယူကရိန်းသမ္မတဗိုလိုဒီမီယာဇလန်စကီးတို့နှစ်ဦးစလုံးရဲ့အလွန်လေးစားခြင်းခံရသူဖြစ်ကြောင်းပြောကြားခဲ့ပြီးသူကသာလိုလိုချင်းချင်းလှုပ်ရင်ကြီးမားတဲ့လွမ်းမမှုရရှိနိုင်တယ်လို့ကျွန်တော်ထင်တယ်လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်ရှင်။မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့ မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပြီးဆေးရနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။